နောက်ထပ်အမည်မြန်လာတာကတော့အောက်ပိုင်ရှင်ဦးမျိုးစင်းရနေပြီးမေးထားတာဖြစ်ပါတယ်။မေးထားတဲ့မိကွန်းကတော့ဆရာနဲ့မတွေ့ဆုံဘူးပဲမြင်ဆရာသဘောကို အမေးအဖြေတွေအရရိတ်စားမိလို့မေးခွန်းမေးလို့ပါတယ်ဆရာ။ယင်းနေ့ဘာသာရေးနယ်ပယ်မှာဓမ္မအာဓမ္မဝိဝါဒကွဲပြားကြတာမကြခဏတွေ့ရပါတယ်။တိရှိရသည်မှာနှစ်40ကာလကြော်ခဲ့ပါပြီ။ဘာကြောင့်ပါလဲ။ယနေ့အချိန်ထိအဘဲကြောင့်အိကိစ္ဆမျိုးကို တတ်ဆိုးရှိကြနေတာလဲဆိုပြီးတော့မြင်မြင်ထားဖြစ်ပါတယ်။မိကောကနှစ်ပိုင်းပေါ့နော်။ဓမ္မအတ္တဝါဘာလို့ဖြစ်နေရလဲ။ပေါ်ပေါက်ရတာလဲ။နောက်ပြီးတော့ဘာသာသက်ဆိုးရှိရလဲ။ပထမတစ်ပိုင်းကိုဖြေမယ်ဆိုရင်တော့ဓမ္မအတ္တမဖြစ်ပေါ်ရခြင်းအကြောင်းရင်းကတော့တဘာဝနိယာမပဲ။ဒါလူရင်းတူချင်းပြောတာ။ဘာကြောင့်လဲဆိုတော့စိတ်မှန်မှုတစ်ခုရဲ့နောက်ွယ်မှာအတူရောင်စွာပေါ်နေနေပဲ။အင်ဒီသိခာကြီးသူတွေရဲ့နောက်ွယ်မှာဟန်ဆောင်ကောင်းသူတွေအများအားရှိတယ်။ အကြီးညိုခံလေးစားခံပုဂ္ဂိုလ်တွေရဲ့နောက်ွယ်မှာမှင်တက်ကောင်းတဲ့လူတွေနေရာယူလေးရှိရဲအဲ့ဒါသဘာဝဓမ္မပဲပေါ့နော်ဟိုစစ်မှန်ပြီးတော့နီးလန်းကြတဲ့အသိဉာဏ်နဲ့မဟုတ်ချုပ်နိုင်သေးသမျှဒီအတ္တမဝါဒဆိုတာအတုအယောင်လေးဆိုတာပေါ်လာမှာပဲမြတ်စွာဘုရားရှင်ကမိတ်ရဲ့စိတ်သက်သာတဲ့လောကနဲ့ရွှေအတုတို့စီမဖြစ်ပေါ်သေးအကျင့်များသောကာလပတ်လည်း၌ရွှေစစ်တို့စီလည်းမကွယ်ပါသေးလောကနဲ့ရွှေအတုတို့စီဖြစ်ပေါ်ကုန်၏အကျင့်များသောကာလပတ်လုံး၌ရွှေစစ်တို့စီလည်းကွယ်ပါကြကုန်၏ဒါအတုအယောင်ပေါ်လာတဲ့ဟာ အဲ့တော့ရှင်မဂသဘကလည်းပထမသင်္ကန်းတည်းကနီးမှာရဟန်းတွေကိုမိတ်တယ်ရဟန်းတို့တဲ့ဒီသာသနာဘုရားမှာအလစ်စီဆိုတဲ့မသူတော်တရားတွေမထွန်းကားမီလစ်စီဆိုတဲ့သူတော်ကောင်းတရားတွေမဆုတ်ယုံမီပေါ့အင်အားမကောင်းမီပေါ့မကောင်းတဲ့ပုံကိုယ်တွေအင်အားမကောင်းမီအတ္တမဝါဒတွေအင်အားမကောင်းမီဓမ္မဝါဒတွေအင်အားမလျော့မီတို့သင်္ကန်းတင်ကြစို့လို့ပြောတာအဲ့ဒါဘာလဲဆိုစစ်မှန်သောနီးလန်းကြတဲ့အသိဉာဏ်နဲ့ကိုလောက်ရဒါပေမဲ့ပေါ့နေမှာပဲအစစ်ရှိရင်အတူပေါ်နေမှာပဲအဲ့ဒါလောကသဘာဝလို့မှတ်ပြီးပါဘာကြောင့်အတ္တမဝါဒတွေရှိနေနောက်တစ်ခုက ဘာကြောင့်တက်ဆိုးရှင်နေတာလဲအဲ့ဒါတော့ဥပမာဥပမေယာလေးနဲ့ပြောကြင်တာအဲ့ဒါဘာလဲလို့ဆိုတော့ဥပမာပေါ့ဗျာနော်လောကမှာဆေးလေးတောက်တာဟာအန္တရာယ်ရှိတယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းသိတယ်ဘာဖြစ်လို့ဆေးလေးတောက်ခြင်းတွေတက်ဆိုးရှင်နေတယ်လဲအကြောင်းနဲ့ချက်ရှိတယ်တက်ဆေးလေးမဖြတ်နိုင်တဲ့ဆေးလေးဆွဲနေတဲ့ပုံစံတွေရှိနေတယ်ဒုတိယချက်ကဝိသမလောဘသားတွေရှိနေတယ်သူစီးပွားရေးဖြစ်ရင်ပြီးရောပေါ့အယက်သမားနဲ့ထုံနီးပြူတာပေါ့ဗျာအယက် ကျန်တဲ့ပုံကိုယ်တွေဘာပဲဖြစ်ဖြစ်သူကသူဘာယောဂါပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနှစ်ချက်ပေါ့အဲ့ဒီတည်းမှာတစ်ချက်ထပ်ပြီးပေါင်းခြင်းထည့်ပြခြင်းအဲ့ဒါဘာလဲလို့ဆိုတော့ဟိုဆေးလိတောက်ချင်းစီကျမ်းမာရေးကိုထိခိုက်နိုင်ပါသည်လို့ဆိုတော့ဩဝါဒလိုလိုနိတိလိုလိုပညာပေးလိုလိုအကြံပေးလိုလိုပေါ့ခပ်ပြော့ပြော့စကားတွေကြောက်လည်းပဲစက်ဆိုးရှင်နေတာဖြစ်တယ်အမှန်တကယ်ကအဲ့လိုခပ်ပြော့ပြော့ပြောလာတဲ့စီရင်ချက်သဘောမျိုးပေါ့ဆေးလိမတောက်ကတွေးရှိကထောင်းတန်းဆယ်နှစ်ဆေးလိမသက်မကြောင်းကတွေးရှိကသိန်း20 30သိန်း100ပေါ့ဗျာဥပမာအားဖြင့်ပေါ့ ဲ့ဒါလို့စီရင်ချက်လုတ်ပေးလိုက်ရင်ခုနစလစ်စွဲပြီးတော့မဖြတ်နိုင်တဲ့လူတွေသူကသူလုံမပါပြီးကုန်သွားတယ်နောက်လူတွေမတော်ရဲတော့အဲ့ဒါကြောင့်ခုနခပ်ပြော့ပြော့ခန့်ညံ့ညံ့စကားတွေထက်စီရင်ချက်ဆိုတဲ့ဟာမျိုးလဲထည့်ပေးရင်တဆိုးမရှိဘူးဒါဥပမာစလစ်တောက်တာကောင်းပြီအခုမေးတဲ့ဟာမျိုးဥပမာရသွင်းလိုက်မယ်ကိုယ်ပဲမှုမှန်ကန်ရေးအသိဉာဏ်စင်ကြယ်ရေးပေါ့နော်နောက်ဟိုဗုဒ္ဓဓမ္မအသိဉာဏ်စင်တမ်းမြင်မာရေးပေါ့အဲ့ဒါတွေကိုထိန်းချုပ်တဲ့အခါမှာလဲပဲ ခုနပြောလို့လေပြေသွေးတဲ့ခပ်ပြော့ပြော့စကားတွေကိုရှောင်သင့်တယ်ဘလို့ခပ်ပြော့ပြော့စကားတွေလဲဆိုဤရာတို့သည်ထေရဝါဒပိဋကတော်၌မပါရှိပါဒါခပ်ပြော့တာဤရာတို့သည်သာသနာ့ဘအယူဆများသာဖြစ်ပါသည်သူကလှုပ်ရှင်ရည်လှုပ်နေမှာနတ်တွေကရင်ကမူဟွာကြီးလှုပ်ရှင်လုပ်နေမှာပေါ့နော်နောက်တစ်ခါမြတ်စွာဘုရားရှင်ကကိုယ့်ကိုယ်ကိုစားဖို့လေအတ္တယအတ္တရောနာတော့ကိုယ့်ကိုယ်ကကိုယ့်ကိုယ်ကိုယ်ကိုစားရင်အာကိုဖို့နော်အဲ့လိုလေးဟောထားပါသည်ဆိုတဲ့အဲ့ဒီလိုလေးပြသေးတဲ့ခပ်ပြော့ပြော့စကားတွေချက်ဇာတိပစ္စည်းခန္ဓာတိပစ္စည်းဒေသနာတော်နဲ့မြှိရမယ် အယူဝါဒတစ်ခုကျင့်စဉ်တစ်ခုဒီဒေသနာတော်နဲ့မညီညွတ်ပါကဓမ္မဝါဒမဟုတ်အဓမ္မဝါဒဖြစ်ပြီဆိုတော့အဲ့လိုဝိနည်းဆရာတွေတင်ပြီးတော့လက်မှတ်ထိုးအကုန်လုံးဖမ်းချုပ်ဆရာကြီးဖမ်းချုပ်လူထွက်ဆရာကြီးထွက်ပေါ့နော်အဓမ္မဝါဒတွေအဲ့ဒီလိုမျိုးစီရင်ချက်မျိုးတွေလည်းအများကြီးလိုတယ်ခက်ကြမ်းကြမ်းပေါ့နော်နှုတ်မဟုတ်ရင်တော့အသိဉာဏ်စင်ကြယ်စင်တဲ့လူတွေကိုယ်ကွယ်မှုမှန်ကန်ခြင်းတဲ့လူတွေကခုနပြိုလဲတော့မဲ့တစ်ပင်အောက်တွေဝင်ခိုးတဲ့လူတွေပဲဒုက္ခတွေအများကြီးရောက်အခုအဓမ္မဝါဒပုဂ္ဂိုလ်တွေကြီးသိနားမလဲတဲ့ပုံကိုယ်တွေကဒီထဲမှာပဲကျင်းတဲ့လူနောက်လဲပါသွားတာပဲဟိုဘုရားစကားတွေကို ောက်တက်ကဘာသာပြန်တဲ့လူတွေနောက်လည်းအဟုတ်တင်ပြီးပါသွားတာပဲเนาะဒါကြောင့်အတ္တမဝါဒဘာကြောင့်ပေါ်သလဲလို့ဆိုရင်ခုနပြောတဲ့အတုယောင်တွေဆိုတော့ရှင်မြဲပဲလောကသဘာဝဓမ္မလို့မှတ်ပေးပါဟုတ်လားစစ်မှန်ပြီးဟိုနားလည်နိုင်တဲ့ပေါ့เนาะအမြင်မှန်တဲ့အဲ့လိုအသိဉာဏ်တွေနဲ့ဆုံးဖြတ်ပေးပါနောက်သက်ဆိုးရှည်ရခြင်းအကြောင်းရင်းရတော့ခုနပြောတဲ့ခပ်ပြော့ပြော့เนาะဟိုလေပြေသေးစကားတွေတဲ့စီရင်ချက်လို့သဘောမျိုးဝင်းနေစရာလို့သဘောမျိုးဟာမျိုးတွေဟို နိုင်ငံတော်အစိုးရနဲ့ကောသာသနာပိုင်တွေကောဒါကိုပေါင်းပြီးမြှင့်နှံပြီးလုပ်ရင်အထမဝါဒအသက်ဆုံးမရှိပါဘူးဒါလူရင်းဖြစ်ပြရတယ်နော်ဒါတော့ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဖြေကြားပေးခဲ့တဲ့အတွက်အွန်လိုင်းကနေပြီးတော့မြင်းမြတ်လာတဲ့ဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တိုက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ။အခုလိုမျိုးအွန်လိုင်းဓမ္မအမေဒီအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီတို့ရဲ့အထူးတဲ channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာ။ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်။